အဲ့ဒီနောက်တော့မြန်မာဘာသာစာနဲ့စကားဟာတရွေ့ရွေ့နဲ့နောက်ဆုတ်သွားတယ်။ KNK ကာလလို့အတိများခဲ့တဲ့ခင်ညွန့်ခေတ်မှာမြန်မာတို့ရဲ့ဘာသာစကားနဲ့စာကိုဘယ်သူမှတိတ်စိတ်ဝင်စားတဲ့အခြေအနေရောက်ခဲ့တယ်။ရောက်အောင်နဲ့တမင်းကိုလုတ်ခဲ့တာပဲ။အကြောင်းတစ်ခုကခင်ညွန့်ခေတ်ဟာသူထင်ရသူလုတ်တဲ့ခေတ်စစ်အာဏာရှင်ပြီးပြီးလက်ညှိုးညွှန်ရရေးဖြစ်ခိုင်းတဲ့ခေတ် ပိုက်ဆံနဲ့ပေါက်နှံရင်တော်တထေးကိုတော်စပီးလောကတဲ့လူကြီးညူရှင်ကြီးညူဖြစ်အောင်လုပ်ပေးလိုက်တဲ့ခေတ်ပြောစမှတ်ကြရင်တဲ့မြန်မာပါစပတ်တဆိုတာကိုသာကြည့်ခင်ညွန့်ကလူရဝင်အောင်လုပ်ပေးဖို့သူ့တပ်ပုံမပါမဖြစ်ထဲ့ပြီးထုတ်တာအင်္ဂလိပ်စာကိုတရားမမှန်ရေးချက်တဲ့သူနေလဲလုံးနဲ့တက္ကသိုလ်အတိုင်းဝိုင်းကလက်ညှိုးထောင်ခေါင်းငိမ့်နဲ့လူတစ်တိုက်ကိုဥဆောင်ခိုင်းတယ်တိုင်းပြည်ပိတ်ဆံတဲ့ဝါရဖြန့်ကြီးစာအုပ်ထုတ်ခိုင်းတာပဲပညာရေးပိုင်းမှာ မြန်မာဘာသာစကားနဲ့စာဟာဘယ်သူကမှတိတ်စိတ်ဝင်စားစရာကိုမရှိတော့ဘူးအစင်းမြင့်ပညာရေးစနစ်ကြီးတကူလုံးကိုစနစ်တကျဖျက်ဆီးပစ်ဖို့ခင်ညွန်းအမိန့်နဲ့ဘွဲ့လက်မှတ်တွေအများကြီးထုတ်ပေးခဲ့ရတယ်အဲ့ဒီခင်ဗျားတွေမဲ့မြန်မာဘာသာနဲ့ထုတ်ဝေတဲ့စာနယ်ဇင်းတွေမှာအင်္ဂလိပ်စာလုံးတွေအများကြီးညှက်သုံးလာတယ်။ခွင့်ပြုထားတယ်။မြန်မာစာအရေးသားဟာတိတိကျကျနဲ့ကြာစင်းလာတယ်။ဘူကရော်တွေမဂဇင်းဂျာနယ်ထုတ်ဝေခွင့်ရကြတယ်။မြန်မာရင်ကျေးမှုကို ပပုံးလန်းယဉ်ကျေးမှုကရှင်ဘက်ကော့မြဝင်လာရုံမကဘူးဂျာနယ်မဂဇင်းတွေကကျွေဆက်ကူပေါ်မှာပြည်ကြီးဒါလီတွေကိုစေးရံဆုံးနဲ့မြင်လာကြရတယ်။စာပေစီစီရေးကလည်းဖိုတုံးကလိုဘာသာစကားယဉ်ကျေးမှုဆိုတော်တွေနဲ့ပတ်သက်လို့ထိတ်မထားတော့ဘူး။အဲ့ဒီကာလဟာမြန်မာဘာသာစကားကို ကြဆင်းအောင်လုပ်လာတဲ့ကာလပဲ။ဒီတော့လေစာနယ်ဇင်းတွေမှာ ဖန်စီကြိုက်တဲ့တို့ဟန်ဖုန်းဆိုတာမျိုးတွေပေါ်လာတယ်။တကယ်တမ်းမှာတော့ အင်္ဂလိပ်ဘာသာသံကလုံးကိုကြားညက်သုံးပြခြင်းတဟာအကြောင်းတစ်ခုပဲအင်္ဂလိပ်လိုအပြည့်မတက်ပေးတဲ့တလုံးစားနှလုံးစားသုံးပြရင်ဘေးလူအထင်ကြီးလိမလားဆိုတဲ့အမြင်ပဲအင်္ဂလိပ်ကြီးနဲ့မြန်အိတ်လိုက်ရရင်ဖြင့်ရင်ဘတ်စာဆွဲထားလိမလားပဲဆိုတဲ့ခက်ဒါပေတည်းလဲအတန်ကမပြကြတော့တော်ရုံအင်္ဂလိပ်လူတက်တဲ့လူတယောက်ယောက်ကိုတော့ဟန်ဖုံးလို့ပြောရင်ဘာပြောလို့ပြောမမှန်မသိတော့ဘူးဟန်ဟာဟင်းလို့အနည်းဆုံးအတန်ထွက်မှာပဲဘယ်လိုမှ ဟမ်းလို့အတန်မထွက်ဘူး။ထားတော့အတန်တွက်ကိစ္စ KNK စစ်ခေတ်ကာလမှာလူငယ်ပိုင်းကိုနိုင်ငံရေးမှာဝင်မဆွက်အောင်လှုပ်ထားပေးလိုက်တာစနစ်တကျဖျက်ဆီးပစ်လိုက်တာဟာအောင်မြင်တယ်။နိုင်ငံရေးမလုပ်ဘဲလှုပ်ချင်ရလှုပ်လို့ရတယ်။တက္ကသိုလ်ပညာရေးဆိုတာကလည်းအောင်ယုံဘွေးရယုံတတ်တတ်ပဲ။အဝေးတင်တင်အနီးတင်တင်တင်ကျင်တယ်လို့တင်လက်မှတ်ရဖို့ပဲ။မြန်မာနိုင်ငံရဲ့တက္ကသိုလ်နဲ့အစ်မြင့်ပညာရေးစနစ်ဟာ KNK မှာလုံးလုံးဖျက်ဆီးသွားတာပဲ။ ခင်ညွန့်ရဲ့အာဏာတစ်ခုပဲဒီတော့လဲတက္ကသိုလ်ကဆရာတွေဆရာပါတွေဖို့ခင်ညွန့်ကိုတွေ့ရင်လက်ဥကလေးခြိပြတာကလွဲလို့ဘာမှတိတ်ကြိုးစားပြ